အားလုံးပဲမင်္ဂလာပါများကောင်းဆက်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလေးကတော့ Time Bangkok ဖွင့်ထားတဲ့မြန်မာတွေကိုအတိပေးလာတဲ့နေ့သစ်မြန်မာရုပ်သံဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာလင်းသမြကဘလို့အကြောင်းအရာပတ်သက်ပြီးအတိတတိပေးထားတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မိဘကြီးကိုပါပါဗျာဒီညမှာလဲဒါကျွန်တော်အအရေးကြီးပြောစရာရှိအပိုင်းနှစ်ပေါ့နော်အဲ့ဒါလေးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတိုင်းအတွက်ကိုဒါဒီညမှာပြန်ပြောပါမယ်နော်အဲ့တော့ထိုင်းမှာဘန်အောက်ဖွင့်ထားတဲ့လူတွေအတွက်ကိုပြောမှာပါနော်ထိုင်းမှာဘန်အောက်ဖွင့်ထားတဲ့သူအဲထိုင်းမှာဘန်အောက်ဖွင့်တာကမြန်မာနိုင်ငံမှာဒီຫນွေဥဒေါ်လာရင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာထိုင်းမှာတော်တော်များများဘန်အောက်လာဖွင့်ကြပါတယ်နော်ဘန်အောက်လာဖွင့်ကြတယ် တိုင်းမှာဘန်းကောက်လာပွင့်ကြတဲ့အခါကျတော့အဲဘယ်လိုပုံစံမျိုးတွေနဲ့လာပွင့်ကြလဲဆိုတော့အစတော့ကတော့ဒီတိုင်းပေါ့နော်ဘန်းကောက်ဘန်းကနော်သေချာလေးနားထောင်မယ်နော်ဒီဟာကအင်မတန်အရေးကြီးတယ်သူတို့ကတော်တော်များများကဒီဘန်းနဲ့ဘန်းဒီတဲမှာတိုင်းပတ်တွေတော်တော်များများထားထားတာတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီအကြောင်းတရားတွေကိုသေချာရှင်းပြခြင်းဖြစ်ပါတယ်နော်အဲ့တော့မျိုးဥတော်လိုက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာ ငွေရေးကြေးရကျွန်တော်ပြောခဲ့ပါတယ်เนาะကမ္ဘာဘဏ်ကလည်းအတိမတ်မပြုတ်တဲ့အတွက်ကြောင့် blacklist တွေဖြစ်နေတဲ့အတွက်ကြောင့်မြန်မာငွေတန်ဖိုးတွေကလည်းအင်မတန်ကျတဲ့အတွက်ကြောင့်ထိုင်းဘတ်မှာပတ်စံလာပြီးတော့မှဘဏ်အကောင့်တွေလာဖွင့်ကြပါတယ်များသောအားဖြင့်ဖွင့်တဲ့ဘဏ်အကောင့်ကတော့ဘဏ်ကောက်ဘဏ်ဖြစ်တယ်เนาะအဲ့တော့ဘဏ်ကောက်ဘဏ်ဖြစ်တယ်အဲ့တော့အဲ့ဒီဘဏ်ကောက်ဘဏ်ကိုလည်းထိုင်းမှာရှိနေတဲ့မြန်မာတန်ယုံမှတရုံကိုပဲအဲ့ဖွင့်ပေးပြီးတော့မှလောက်ကြတာတွေရှိပါတယ်เนาะအဲ့မှာအဲ့ဒီတော့အဲ့ဒီတုန်းကဘယ်လိုပုံစံနဲ့ပေါ့เนาะ ဒီဘဏ်အကောင့်တွေကိုလက်ခံတယ်လဲဆိုတဲ့ခါကျတော့အလဲဗီဇာနဲ့ပေါ့နော်ဆလီအအလဲဗီဇာနဲ့နောက်ပြီးတော့အလဲပတ်စပို့နဲ့လာတဲ့အရာကလွဲကူစွာနဲ့ဘဏ်ကောက်ဘဏ်ဖွင့်လို့ရတယ်။ဒါပေမဲ့ကျန်တဲ့ဘဏ်တွေကျတော့ထိုင်းမှာကဖွင့်ခွင့်မပေးဘူး။တော်တော်များများအချက်လက်တော်တော်များများကိုယူတယ်။အဲအဲ့တော့လွဲကူစွာနဲ့ဖွင့်လို့ရတာတော့ဘဏ်ကောက်ဘဏ်ဖြစ်နေတယ်။အဲ့တော့ဘဏ်ကောက်ဘဏ်ဖြစ်နေတဲ့ခါကျတော့ဘဏ်ကောက်ဘဏ်ဖွင့်ကြတာပေါ့ဗျာ။မြန်မာနိုင်ငံမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကအဲ့လိုမျိုးအာဘဏ်ကောက်ဘဏ်ဖွင့်သွားကြတယ်ပြီးလို့ရှိရင်မြန်မာပြည်ကနေပြီးတော့မှ ဘန်ကောက်ဘန်ကိုတုံးကြတယ်နော်အဲတုံးကြတယ်အဲ့လိုမျိုးပုံစံနဲ့သူတို့သွားကြတယ်အဲအခုဒီနောက်ပိုင်းမှာဘန်ကောက်ဘန်ကစီစစ်ပလိုက်ပြီဘာတွေစီစစ်လိုက်လဲဆိုတော့ပြောပြနော်အဲ့တော့အဲ့ဒီ14ရက်နဲ့လာတဲ့လာပြီးဖွင့်ထားတဲ့ဘန်အကောင့်တွေအားလုံးကသူတို့စီစစ်มาဖြစ်တယ်အဲ့ယခုလက်ရှိလည်းစီစစ်နေပြီအဲ့တော့ထိုင်းနိုင်ငံမှာလေ14ရက်လောက်လာ14ရက်ပေါ့နော်14ရက်အလဲအပတ်အနေနဲ့လာရင်းနဲ့ဘန်ကောက်ဘတ်ဖွင့်ထားတဲ့လူတွေအားလုံး ဘန်ကောက်ဘန်ကအကောက်နေရိုက်ပိတ်ပါလိုက်မယ်ဒါအင်မတန်အရေးကြီးလို့ပိတ်မှာဖြစ်ပါတယ်နော်ဘာသူစီစစ်ပြီပေါ့နော်အဲ့ဒါစတင်ပြီးတော့မှစီစစ်နေပြီအဲ့တော့ဟိုဘန်ကလည်းအကြောင်းကြားနာတွေတော့လောက်ပါလိမ့်မယ်နော်အာဒါပေမဲ့တော်တော်များများကလည်းကိုမြန်မာပြည်သူပြည်သားဆိုတော့နားမလဲတဲ့အပိုင်းတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်အခုလိုမျိုးဒါအသေးချာရှင်းပြခြင်းဖြစ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံကမှအလဲအလဲနဲ့ပေါ့နော်၁၄ရက်လောက်နဲ့လာပြီးတော့မှ ဟန်နိုင်ငံဘန်ကောက်မှာတန်ယုံထောက်ခံစာတွေယူပြီးတော့မှဘန်ကောက်ပန်ဖွင့်လာတော့သူများအဲ့ဒီဘန်အကောင့်တွေအကုန်လုံးစစ်စစ်ချင်းခံရမှာဖြစ်ပါတယ်ပိတ်ခံရမှာဖြစ်ပါတယ်နော်ပိတ်ခံရလိမ့်မယ်နော်အဲ့တော့သူတို့ပိတ်တဲ့အခါကျရင်အဲ့ဒါစီစစ်တာအဲ့ပိတ်တဲ့အခါကျရင် passport ရဲ့ဖွင့်ခဲ့တဲ့ဘန်ကောက်ပန်ရဲ့ဒီဖုန်းနံပါတ်ပေါ့နော် Thai SIM card အဲ့ဒါနဲ့သွားပြီးတော့မှကိုဖွင့်ခဲ့တဲ့ Thai မှာဖွင့်ခဲ့တဲ့ ဘယ် branch မှာကိုကဒီ bank account ကိုဖွင့်တာလဲအဲ့ဒါသွားပြီးတော့မှစုံစမ်းမှာဖြစ်ပါတယ်စုံစမ်းလို့ရှိရင်တို့ရှင်းပြနိုင်မယ်နံပါတ်1တစ်ချက်အလဲ visa နဲ့ပတ်သက်တဲ့အရာတွေကတော့တို့ဒါရီကတော့ဖွင့်ခွင့်မပေးဘူးเนาะဒါရီကတော့ပိတ်တယ်ဆိုတဲ့အကြောင်းပြောပါလိမ့်မယ်โอเคเนาะအခုပိတ်နေပြီတဲ့ဝင်ငွေထွက်ငွေကျန်းတဲ့သူဝင်ငွေထွက်ငွေကျန်းတဲ့သူဆိုတဲ့အရာကိုအရင်ဆုံးနားမထောင်သေးနဲ့အောင်เนาะ ဝင်ငွေထွက်ငွေကျန်းတဲ့သူဆိုတဲ့အရာကိုအရင်ဆုံးနားမထောင်သေးတော့ဝင်ငွေထွက်ငွေကဘလောက်ပဲကျန်းကျန်းသတ်မှတ်ထားတဲ့ဘောင်ထဲမှာဝင်လို့ရှိရင်ဘာမှမဖြစ်ဘူးကျွန်တော်အဲ့ဝင်ငွေထွက်ငွေကျန်းတာကိုကြောက်နေဖို့အတွက်ကျွန်တော်ပြောနေရမဟုတ်ဘူးကျွန်တော်အခုပြောနေတာကသူတို့ဘာလုပ်နေတယ်လဲဆိုတာကိုပြောပြနေတာအဲ့ဒါကိုသေးသေးချာချာနားထောင်ဒါကြကြလို့ရှိရင်မြန်မာပြည်သူပြည်သားအချင်းချင်းဖျဲချောက်တဲ့တဲ့အဟာတွေတိတ်ပြောတယ်ကျွန်တော်အရင်ပြောတာကိုသေးချာနားထောင်နော်တော်တဲ့စင်ရင်ပြောပြနေတဲ့အရာကိုသေချာလေးနားထောင် ဲ့တော့ကျွန်တော်ဝင်ငွေထွက်ငွေကျန်းတာကိုပြောနေတာမဟုတ်ဘူးထိုင်းနိုင်ငံကို14ရက်နဲ့လာပြီးတော့မှဘန်ကောက်ဘန်ဖွင့်တဲ့သူတွေအခုပိတ်နေတယ်ဝင်ငွေထွက်ငွေကျန်းတာကိုကျွန်တော်ပြောနေတာမဟုတ်ကျွန်တော်မိမောင်းထိုးပြနေတာဘာလို့ထိုးပြတာလဲ14ရက်14ရက်နဲ့လာတယ်14ရက်နဲ့လာတယ်ဘန်ကောက်ဘန်ဖွင့်သွားတယ်တန်ယုံထောက်ကစားယူပြီးတော့မှဘန်ကောက်ဘန်ဖွင့်သွားတယ်အဲ့ဘန်ကောက်ဘန်ကောက်တိမှတ်တယ်အကုန်ပိတ်လိုက်မယ်ကျွန်တော်ဝင်ငွေထွက်ငွေကျန်းတာတွေကိုပြောနေရလည်းမဟုတ်ရှင်းပြနေရလည်းမဟုတ်14ရက်နဲ့ဘန်ကောက်ကိုလာတယ် အလဲအပတ်လာတယ် shopping ထွက်ရင်းနဲ့အလဲခီးထွက်ရင်းနဲ့အဲအဲ့လိုမျိုးထွက်ရင်းနဲ့တိုင်ယုံထားခွက်သာယူတော့မှဘန်ကောက်ဘန်ဖွင့်ချလိုက်တယ်အဲ့ဒီအကောင့်တွေမှာသမ ्या အကုန်လုံးပိတ်ခံရတယ်ကျွန်တော်ဝင်ငွေထွက်ငွေကျန်းနေဆိုတဲ့အကြောင်းတစ်ခွမှမပါသေးသေချာလေးနဲ့ထားခဏလေ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 းကြောက်ပြူအခြေအနေအရေးကြီးတာမှန်တယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာဘန်ကောက်ဘန်ဖွင့်လာတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအင်မတန်အများကြီးပဲအဲ့ဒါလည်းအရေးကြီးလို့ကျွန်တော်ရှင်းပြနေတာနိုင်မင်းဦးနော်နိုင်မင်းဦး အခုຫນွေဥတော်လိုင်းစဖြစ်တဲ့ခါမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတော်တော်များများကထိုင်းနိုင်ငံကိုလာတယ်14ရက်နဲ့ဘာကောက်ဘတ်ဖွင့်သွားတဲ့အရာတွေအခုအဲဒါအဲဒါဆိုတာသူတို့ပြဿနာလေးတွေပြန်ပြီးတော့စီစစ်နေတဲ့အပိုင်းအင်မတန်အရေးကြီးလို့နော်အဲ့ဒါကိုကျွန်တော်ကရှင်းပြအဲ့ဒါအင်မတန်အရေးကြီးတယ်အဲ့ဒါအင်မတန်အရေးကြီးလို့အဲ့တော့ထိုင်းနိုင်ငံကိုလာတယ်14ရက်နဲ့ လဲပတ်ကီးစင်နေလာပြီးတော့မှတန်ယုံထောက်ကန်စာတွေယူပြီးတော့မှဘန်ကောက်ဘန်ဖွင့်သွားတယ်။တော့အဲ့ဒီဘန်ကောက်ဘန်ဖွင့်သွားတဲ့သူများအဲ့ဒီဘန်အကောင့်တွေအကုန်လုံးသူတို့ယာယီပိတ်လိုက်မယ်။ဘာဖြစ်လို့ပိတ်တာလဲ။အချက်လက်လိုချင်လို့သူတို့ပိတ်တာ။ဘာအချက်လက်လိုချင်တာလဲ။နော်ဘာအချက်လက်လိုချင်တာလဲဆိုလို့ရှိရင်သူတို့ရှင်းပြလိုက်မယ်ဘန်ကိုသူတို့သွားတဲ့အခါကျလို့ရှိရင်နံပါတ်၁တစ်ချက်ကိုက passport နဲ့ဖွင့်ခဲ့ရင် passport နဲ့သွားပြီးရင် ဒီဘဏ်အကောင့်ကိုဘယ်လိုဖွင့်ခဲ့တယ်လဲထိုင်းစင်ကတ်ပြောလိုက်ဒါပိတ်နေတယ်အဲ့ဒီအချိန်မှာသူတို့ရှင်းပြလိုက်မယ်အရင်ဆုံးရှင်းပြမှာ passport သူကြည့်မယ်ဘဏ်ကောက်ဘဏ်ကအရင်ဆုံးကြည့်မယ်စာမျက်နှာကဘာကိုကြည့်မှာလဲဆိုလို့ရှိရင်အလဲဗီဇာနဲ့ဖွင့်ခဲ့တော့14ရက်အလဲဗီဇာတော့ဖြစ်သွားပြီ14ရက်အလဲအပတ်ကီးနဲ့ဖွင့်ခဲ့တဲ့ဘဏ်အကောင့်မှတည်းမှာသူကပိတ်ထားတယ်ဆိုတဲ့အကြောင်းသူပြောမယ်အဲ့နံပါတ်၁ချက်သူအရင်ဆုံးပြောမှာ ဘန်ကောက်ဘက်မှာရှိနေတဲ့တာဝန်ရှိတဲ့လူဒီဘန်ကောက်ဖွင့်တဲ့ဖွင့်ပေးတဲ့သူတွေကအရင်ဆုံးရှင်းပြလိုက်မှာဘာအကြောင်းသူအရင်ရှင်းပြလိုက်မယ်လဲဆိုတော့ passport ပြ passport ပြလိုက်လို့ရှင်အလဲဒီ14ရက်နဲ့လာပြီးတော့မှတန်ယုံထိုင်းမှာတန်ယုံတန်ယုံတောက်ကန်သာယူပြီးဖွင့်သွားတဲ့အရာကမရဘူးအဲ့ဒါဆိုရင်တော့ပိတ်တယ်ဒါပေမဲ့ပြန်ပွင့်စီချင်ရင်ပြန်ပွင့်စီချင်ဘာလုပ်ရမလဲဆိုလို့ရှင်ထိုင်းနိုင်ငံကိုဘာလာလောက်တာလဲအဲ့ဒါတပ်ပြီးအထောက်ထားပြီးကြကြပြနိုင်ရမယ် ထိုင်နိုင်ကောင်သူဘာလာလောက်တာလဲစေးလာကူတာဆိုလို့ရှင်စေးကူတဲ့မှတ်တမ်းပြရအောင်နော်ကျမကြီးစေးကူတယ်ထားပါတော့ဘမ်မိုဂရမ်မှာကျမကြီးစေးကူတယ်နော်ဘန်ကောက်ဟော့စပီတယ်မှာကျမကြီးစေးကူတယ်အဲ့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မှဘန်ကောက်ဖွင့်ဖို့အတွက်ထိုင်းဘန်ကောက်ဖွင့်ဖို့အတွက်ဖြစ်လာတယ်နော်အဲ့ဒီအတွက်ကြောင့်ဘန်ကောက်ဖွင့်တယ်အဲ့ဒီအတွက်ကြောင့်လုပ်တယ်အိုကေစီစစ်မှတ်တမ်းနော်စေးရုံထောက်ကန်စာတို့ဘာတို့ညာတို့နဲ့ပေါ့နော်အဲ့ဒါကြီးပြလို့ရှင်တော့အဲ့ဒီပိတ်နေတဲ့ဘန်ကောက်ကပြန်ဖွင့်ပေးလိမ့်မယ်အဲ့နံပါတ်တစ်ချက် နောက်တစ်တစ်ခုထိုင်းမှာရေရှိပေါ့နော်အလုံးလောက်တာတို့ဘာတို့နော်အဲ့လိုမျိုးလောက်တဲ့လူတွေအာကျွန်တော်ဝပမဲတွေပါရှိတယ်အဲ့ဝပမဲတွေပါတွေပြနိုင်တယ်ဆိုလို့ရှိရင်အဲ့ပိတ်ထားတဲ့ဘဏ်အကောင့်တို့ပြန်ဖွင့်ပေးလိုက်မယ်အာနံပါတ်နဲ့နံပါတ်3တေချာနာတော့မယ်နော်နံပါတ်3ကထိုင်းမှာကွန်ဒိုဝယ်ထားတယ်တတ်တိအထောက်ထားအချက်လက်အကုန်ပြရတယ်ပြီးအဲ့ဒီမှာ ွန်ဒိုဝယ်ထားတဲ့သူတွေကဘာလို့ရမှာလဲလက်မှတ်ထိုးပေးရတယ်ဒီကွန်ဒိုကျမဝယ်ထားပါတယ်ကျွန်တော်ဝယ်ထားပါတယ်ဈာလူမရအောင်နော်တချို့ကွန်ဒိုကိုဈာလူနဲ့ဝယ်ထားတဲ့သူတွေရှိတယ်အဲ့လူတွေပြဿနာတက်လိမ့်မယ်နော်တဆင့်ခံနေနဲ့ဝယ်ထားတဲ့ကွန်ဒိုတဆင့်ခံဝယ်ထားပြီးတော့မှအဲ့တဆင့်ခံငရဲ့လက်မှတ်တွေထိုးထားတဲ့လူတွေအဲ့ဒါတော့မရဘူးအဲ့ဒီကွန်ဒိုကိုဥပဒူကဝယ်ထားပါတယ်အဲကျမဘသူကဝယ်ထားပါတယ်ဆိုတော့အဲ့ဒီတက်တဲ့အထောက်ထားတိတိကျကျပြရတယ် ပြလို့ရှိရင်အဲ့ဒီအဲ့ဒါတို့ကမိတ်လူဆွဲလိမ့်မယ်ဆွဲလို့ရှိရင်အဲ့ဒီအပေါ်မှာလက်မှတ်ထိုးပေးရတယ်အဲ့ဒါမှသာလေဘဏ်အကောင့်ကိုပြောင်းဖွင့်ပေးမှဖြစ်တယ်အဲ့တော့ထိုင်းအောင်လာတယ်သတိအချက်လက်တိတိကျကျမပြနိုင်ပဲနဲ့ဘဏ်အကောင့်ဖွင့်ထားတော့အရာမှန်သမျှကိုတို့ပိတ်ထားမှဖြစ်တယ်နော်အဲ့ဒါအခုလက်ရှိ ထိုင်းနိုင်ငံမှာကြုံတွေ့နေရတဲ့ဘဏ်နေနဲ့ပတ်သက်တဲ့ပြဿနာဒါပဲနော်ငွေအဝင်အထွက်ကျန်းတာတွေဘာတွေညာတွေဆိုတာတက်စားလို့ရှိရင်ထိုင်းအောင်ဘာလာလုပ်တာလဲစည်းကမ်းလာပြတာလား ကိုလိုလာကိုလိုလာဝယ်တာလားနောက်တစ်ခုထိုင်းမှာရေရှည်လာအလုပ်လုပ်တာလားဒီအချက်အလက်တွေကိုကြည့်ပြီးတို့စစ်စစ်နေပြီဆိုတာကိုပြောပြတယ်အဲ့တော့တို့ကလည်းဒီလမ်းစဉ်တွေနဲ့စစ်စစ်နေတာကိုဒီရက်အတွက်ကြောင့်ကိုရီးမြန်မာပြည်သူပြည်သားတွေကထိုင်းဘန်ကောက်ဖွင့်ပြီးမြန်မာနိုင်ငံပြန်သွားရလေဘန်တွေကစားဖို့စားဖို့မကြည့်အားနာတွေရှိတယ်အဲ့မှာပြဿနာတွေတက်တာအဲ့တော့ဘန်ကပိတ်ချလိုက်တဲ့အခါကျတော့ဘန်တွေထဲမှာတချို့က ဘတ်နှစ်တောင်းကျန်တာရှိမယ်ဘတ်သုံးတောင်းကျန်တာရှိမယ်တချို့ကဘတ်သိန်းရှိကျန်တာတွေရှိမယ်အဲ့ဒီမှာအဲ့ဒါတွေတက်ကုန်ဟုတ်ပြီလားအဲ့ဒါတက်လို့ရှိရင်ချက်ချင်းရှင်းပါနော်ချက်ချင်းရှင်းပါအဲ့တော့ time မှာဘန်အကောင့်ဖွင့်တော်သူများတည်ရမှာတစ်ချက်ကဘန်အကောင့်ပဲဖွင့်ဖွင့်အဲ့ဒါပဲတက်တက်နော်ကိုယ့်ရဲ့နာမည်အရင်းနဲ့ဖွင့်တာလေအဲ့နာမည်အရင်း passport စာအုပ်ရဲ့ဒါမှမဟုတ်ဘတ်ရဲ့နော်ပြီးလို့ရှိရင်စင်ကတ် time မှာ register တင်ထားတာ time မှာအခု ဖုန်းစင်ကက်မျက်နှာရိုက်တယ်စကင်သူဖတ်တယ်အေးအဲ့လိုမျိုးတွေ ਨੇ ရေဂျစ်စတာလုပ်ထားတဲ့စင်ကက်အေးအဲ့ဒါမျိုးတွေတည်တာလင်တရားဝင်တရားတရားဝင်ဖြစ်သွားပြီเนาะအဲ့တော့နီးမှန်လမ်းမှန်နဲ့ကိုယ့်ရဲ့ဘန်တွေကိုလုံခြုံမှုအတွက်တို့ကစစ်စစ်နေတာဖြစ်တယ်เนาะအဲ့ဒီအချက်လက်တွေကို မပြနိုင်ရင်ဘာလုပ်မှာလဲကိုယ့်ဘန်အကောင့်ဖွင့်ပြီးမှမဟုတ်ဘူးเนาะပိတ်ထားမှာဖြစ်ပါလေအဲ့ဒါဒုတိယပိုင်း အဲ့တော့ဒီနေ့ကအဲ့ဒါလေးကိုကျွန်တော်ရှင်းပြတာဖြစ်တယ်။အဲကြောင့်เนาะ online ပေါ်မှာဟိုလူဘန်းအကောင့်ဒီလူဘန်းအကောင့်နေပြီးဆိုလွယ်ကျွန်တော်တို့ online မှာတင်လို့မရဘူးเนาะအဲ့ဒါတွေကသာသူတို့ကြည့်နေပြီ like နေပြီเนาะအဲ့ဒါကြီးတတိထားပါเนาะကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပြီးတော့တွေ့ကြရအစင်းတွေဝယ်ပြီးတော့မဘန်းအကောင့်မဖွင့်ကြပါနဲ့เนาะအကူကူရိုင်း register တင်ပြီးတော့မှလောက်ထားတဲ့စင်ကတ်တွေနဲ့ ဖုန်းနံပါတ်နဲ့ဒါလဲเนาะနောက် Gmail ဆိုလဲ Gmail ကကိုယ့်ရဲ့တရားဝင် Gmail ဖြစ်ရမယ်။ Email လည်းအဲ့လိုပဲဖြစ်ရမယ်။အဲ့ဒါမျိုးတွေနဲ့ဒါလုပ်ရမယ်เนาะအဲ့ဒါ second part နေပြီ။အဲ့တော့ငွေဘလောက်အဝင်အထွက်ကျမ်းပါစေ။ကိုကသူ့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေထဲမှာရှင်းတမ်းမှုတို့နော်သူတို့ပြောင်းလဲလာတဲ့ဘန်စနစ်ရဲ့ဥပဒေဒီထဲမှာဘောင်းဝင်အောင်ညှိတက်ဖို့တော့လိုအပ်တယ် အချက်လက်မပြနိုင်လို့ရှင်တော့အဲ့ဘဏ်အကောင့်တွေမှာအခုတော့သူတို့ပိတ်ထားမှာဖြစ်တယ်နော်ဘဏ်ကောင်ပိတ်ထားမှာဖြစ်ပါတယ်အဲ့တော့ဘဏ်ကောင်ပိတ်ထားမှာဖြစ်တယ်ပြီးတော့ငွေကိုဘယ်လိုမျိုးထုတ်လို့ရသလဲဆိုတော့သူတို့နဲ့ဘဏ်နဲ့ပေါ့နော်တိုင်ပင်ပြောမှာဆွေးနွေးလိုက်ပေါ့နော်အဲ့ဒါပြောသူတို့သူတို့ကတော့သူတို့သတ်မှတ်ထားတဲ့အချက်အလက်တွေကိုတော့ရအောင်တော့သူတို့တောင်းပါလိမ့်မယ်အဲ့ဒါလေးတွေတတိအထူးတတိထားဖို့အတွက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအများဆုံးပဲဘဏ်ကောင်ပန်ဖွင့်တာအများဆုံးပဲဒီຫນွေဥဒေါ်လာရင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နော်အများဆုံးပဲဘာဖြစ်လို့အများဆုံးထိုင်းနိုင်ငံမှာရှိနေတဲ့ဘဏ်ကောက်ပတ်ကိုလာဖွင့်ကြတာလဲဆိုတော့မြန်မာနိုင်ငံမှာရှိနေတဲ့ဘဟုပန်က black list ဖြစ်နေလို့စောက်ရှက်မရှိပြောရရင်ကျွန်တော်အဲ့တိုင်းပဲပြောမယ်မြန်မာနိုင်ငံမှာရှိနေတဲ့ဘဟုပန်သုံးစားမရဘူးဒီအချမ်းမဲ့စစ်ကောင်စီရဲ့လက်ထက်မြန်မာနိုင်ငံရဲ့ဘဟုပန်ကဘာမှသုံးစားမရဘူးအဲ့ဒီမှာရှိနေတဲ့စီမံခန့်ခွဲနေတဲ့ကောင်တွေကလည်းကဘာပန်နဲ့ဘာအခြေဆက်မှမရှိဘူးပြောရမယ်ဆိုဒီကောင်တွေတရားမဝင်တာအဲ့ဒီခရက်တရားအခုပြဿနာတက်တာပဲပြဿနာတက်တာပဲအဲ့တော့အဲ့ဒါလေးတွေတော်တော်ပုတ်ပိတ်လင်းလင်းပြောပြတာနော် စိတ်ဆိုးလဲကျွန်တော်မတက်နိုင်ဘူးလူကြီးတယောက်လုံမယ်ဟေးเนาะလူကြီးတက်လုံမယ်နိုင်ငံတော်မှာဘန်ဒီဘန်ကိစ္စပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်နိုင်ငံကြီးမှာပဲဖြစ်ကြိုက်တဲ့ဘန်ဆိုင်ရာမှာပဲဖြစ်ဖြစ်လူကြီးတွေတက်လုံမယ်လူညာเนาะလူကြီးပီတာဖို့တော့လိုရတယ်ခင်ဗျားတို့ပေါက်ကြရ80တက်အုပ်ချုပ်တယ်เนาะပေါက်ကြရ80မြန်မာနိုင်ငံမှာရှိနေတာဘိုးဘန်ကိုခင်ဗျားတို့စိတ်ကြိုက်ရှောက်မှွေလောက်တော့ခင်ဗျားတို့ရဲ့အဆင်ဟာကြားဖြန့်အဆင်ဖြစ်မယ်ရှိတယ်เนาะတရားမဝင်ဘူး ဒါအမှန်တိုင်းအခုအဲ့ဒီဒီရက်ဒီအခုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပြတ်ခံနေရတာတော့ပေါက်လာမသိနော်အဲ့ဒါကြီးအထူးသတိထားဖို့အတွက်လိုအပ်တယ်အဲ့တော့နိုင်ငံကြီးသားပြီးသားတဲ့လမ်းစဉ်ကိုကျွန်တော်တို့တွေကရှောက်ဖို့အတွက်ကိုဒါကြတော့ဒီအကြမ်းဆက်ကောင်စီမရောက်နိုင်ဘူးတော်လန်နေဆိုတာကသူ့ထက်ကောင်းတဲ့စနစ်တွေကိုတွေးလို့တော်လန်တာဗျာဒီခရိုနီတွေအာနာရှင်တွေကိုကျွန်တော်တို့တော်လန်နေဆိုတာသူ့ထက်ကောင်းတဲ့စနစ်တွေသူ့ထက်ကောင်းတဲ့နီးလန်းတွေကိုသိမြင်လို့တော်လန်တာမျိုးဖြစ်ရပါမယ်အဲ့ဒါကိုလည်းပြည်သူလူထုရဲရဲပြောပြတတ်ရမယ်ပြည်သူလူထုရဲရဲခြားပြတတ်ရမှာဖြစ်ပါမယ် เนาะအဲဒါကြောင့်အခုဒီအကြမ်းဖက်စစ်ကောင်စီမင်းအောင်လိုင်းနဲ့ခရိုနီတွေအာနာရှင်တွေလှုပ်ချလိုက်တဲ့ပြဿနာကနောက်ဆက်တွဲဓာတ်တွေလိုက်လာပြီဒီလိုတွေဖြစ်လာပြီเนาะအဲ့ဒါပဲอืมအဲ့လိုမျိုးအဲ့ဒါလေးတော့ရှိပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်အအထူးသတိရှိဖို့เนาะအဲ့ဒါလေးကိုကျွန်တော်ဒါကျွန်တော်ပြောပြတာအဲ့တော့အကေးအဲ့ဒါတက်လာတယ်ဆိုလို့ရှိရင်မကြောက်နဲ့ကိုဘန်ကောက်ဖွင့်ခဲ့တဲ့ passport နဲ့ ဖုန်းစင်ကပ်ပေါ့နော်အဲ့ဒါအဲ့နံပါတ်ကိုတည်ချာတည်ချာချာဘန်ကိုသွားပြောမှပြောပြပြီးဘယ်လိုမျိုးတရားကိုဖြည့်ရှင်းလို့ရမလဲဆိုတော့ဆွေးနွေးပါတိုင်းပဲမှာသူတို့ပြောပြပါလိမ့်မယ်စီလာပြရဲဆိုလို့ရှိရင်စီလာပြရဲအထောက်ထားတွေစီးကူးတဲ့အထောက်ထားတွေနော်ငွေလဲပြည်စာရေးပိုင်းလဲပြချလိုက်ပေါ့နော်ဒီဟာတွေဒီဟာတွေဒီလိုလိုတော့ရှိတယ်အဲအဲ့ဒါမှတန်းလဲသူတို့ပြန်ဖွင့်ပေးလိမ့်မယ်နော်စေယုံရဲ့ထောက်ခံချက်တို့ဇာဝင်ရဲ့ထောက်ခံချက်တို့ဒါတွေပါရဲသူတို့အဲ့လိုပြပေးလိုက်ပေါ့နော်များသောအားဖြင့်ဗမ္မုဂရက်လာပြကြတာတွေရှိသလိုနောက်ပြီးတော့ ဒီဘန်ကောက် hospital ဆေးရုံမှာလာပြကြတာတွေရှိတယ်။ဆမ်မီတူဝေးဆေးရုံမှာလည်းလာပြကြတာတွေရှိတယ်လို့ရန်ကြီးဆေးရုံမှာလည်းလာပြကြတာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအများဆုံးပြတဲ့ဆေးရုံတွေပဲ။အဲဒီမှာရှိနေတဲ့အချက်လက်လေးတွေကိုဆွဲထုတ်ပြပြီးတော့မှဒီဘန်ကိစ္စလေးကိုဖြေရှင်းဖို့နော်။အဲအဲ့ဒါလေးဖြေရှင်းအဲတချို့ကြတော့လဲကွန်ဒိုတွေပါဝယ်တာတွေပါရှိတော့ပေါ့နော်။အဲကိုဆယ်ပေါက်လို့လဲနားထောင်နေကြအောင်ကျေးဇူးတင်တယ်။အဲ့ဒါတက်တာအဲ့ဒါတွေပဲနော်။အဲ့ဒါတက်တာအဲ့ဒီအဲ့ဒီအချက်လက်တွေပဲ။တချို့ကြတော့လဲ ထိုင်းနိုင်ငံမှာကွန်ဒိုသူတို့ဝယ်တာလည်းရှိရနော်ကွန်ဒိုဝယ်တာလည်းရှိရဆိုတော့အဲကွန်ဒိုဝယ်ထားတဲ့ပိုင်ဆိုင်မှုအဲဒီကိုပြလိုက်ပေါ့နော်ပြီးရင်အဲ့ဒါကိုပြအဲ့လိုပြလိုက်လို့ရှိရင်သူတို့မိတုကူတယ်မိတုကူပြမှာကိုယ်လက်မှတ်ထိုးခိုင်းတယ်နော်အဲ့ဒီမိတုလေးလက်မှတ်ထိုးခိုင်းအဲ့ဒါမှသာလေသူတို့ကဘဏ်အကောင့်ပြန်ဖွင့်ပြီးမှဖြစ်ပါတယ်အဲ့တော့သူတို့ဘဏ်အကောင့်ဘာကြောင့်ပိတ်လဲဆိုတာအဲ့ဒါပဲနော်ဘဏ်အကောင့်ဘာကြောင့်ပိတ်တာလဲဆိုတာအဲ့ဒါနော်အဲ့တော့ခုဘက်ကအချက်လက်တိတိကျကျပြသရအောင် เนาะအဲ့တော့ကိုဒီဘက်မှာမပါလို့တလဲလုတ်တဲ့အရာတွေအဲလုပ်ငန်းတွေဘာတွေလုတ်တယ်ဆိုလို့ရှင်လည်းအဲလုပ်ငန်းနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်ပြပေးလိုက်အဲ့ဒါဆိုလို့ရှင်တော့တို့ပြန်ဖွင့်ပေးလိုက်เนาะအထိုင်းမှာရေရှည်အလုပ်လုပ်နေတဲ့လူတွေဆိုရင်တော့ဝေါ်ပါမေးပြပေးရတယ်เนาะဟုတ်ပြီလားအဲ့ဒါပါပဲတဲ့ဂျေစုတင်ပါတယ်ဒီဟာလေးကတော့အပိုင်းနှစ်ဖြစ်ပါတယ်ဂျေစုတင်တယ်เนาะဒါတော့ပါပဲ thank you